တစ်ဖက်တစ်လမ်းမှအထောက်အကူဖြစ်စေဖို့ရည်ရွယ်တယ်လို့ပြောပါတယ်ရှင်။စစ်ကောင်စီဘက်ကယက်တည်နေတဲ့တရုတ်အစိုးရရဲ့လုံရက်တွေရက်တန်ကရက်ဖို့အမေရိကန်ပြည်ထောင်စုဝါရှင်တန် DC တရုတ်တန်ရုံရှိမှမြန်မာနယ်ပွားတွေဆန္ဒပြခဲ့ကြပါတယ်။ဒီသတင်းကိုသူတရချန်သာပေးပို့ထားပါတယ်ရှင်။ ဒေတာစံတော်ချင်းဂျွန်လ9ရက်နေ့ကတရုတ်ဆိုရရဲ့လိုရက်တွေရက်တန်ကရက်ဖို့အမေရိကန်ပြည်ထောင်စုမြို့တော်ဝါရှင်တန် DC တရုတ်တန်ရုံရှိမှာမြန်မာနိုင်ငံဘဝရီဆန္ဒပြခဲ့ကြတာပါတရုတ်ဆိုရစံချင်းရေးကဘာလုံးဆိုင်ရာလှုပ်ရှားမှုကိုပြည်ပရောမြန်မာတွေကကောင်းတဲ့ဖွင့်နေတာဖြစ်ပြီးမြန်မာပြည်သူတွေရဲ့အခက်အခဲကိုနိုင်ငံတကာပြည်သူတွေပိုပြီးသိနိုင်အောင်ကြိုးစားနေကြတာဖြစ်ပါတယ်ကျွန်တော်တို့ပြောရဲဖို့လိုတယ်ကျွန်တော်တို့မပြောရဲဘူးမပြောဘူးဆိုရင်ဘယ်အတမ်းမှမထွက်ဘူးဆိုရင်တိတ်ဆိတ်နေခြင်းဟာသူတို့နဲ့သဘောတူညီမှု ယူလာနဲ့အတူတူပဲအဲ့တော့ကျွန်တော်တို့ကတိတ်စိတ်မနေနိုင်ဘူးအဲ့တော့ကျွန်တော်လိုချင်တာကျွန်တော်တောင်းဆိုရဲချိုင်းနာကိုလည်းအကောင်းဆုံးမိတ်ဆွေ border neighbor နေနဲ့ကျွန်တော်ဖြစ်စီခြင်းနဲ့ကျွန်တော်တို့ပြည်သူတွေလိုချင်တဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ပဲကျွန်တော်ပြောချင်ပါတယ်ဟုတ် မြန်မာပြည်တွင်းမှာအကြောင်းသားအရွယ်ကလေးတငယ်တွေလေကြောင်းကနေပြစ်ခတ်တပြတ်ခံနေရတာကိုတရုတ်ဖို့ကျင်းဆက်မှု performance အစီအစဉ်ကိုလည်းဆန္ဒပြသူတွေကထည့်သွင်းခဲ့ပြီးစစ်ကောင်စီရဲ့ကြမ်းကြုတ်မှုတွေကိုကြေုပ်ဆိုးရွားကလေးလီမရှိဖို့တိုက်တွန်းပါတယ်။ကျွန်တော်စီမှာလည်းကျွန်တော်တရုတ်တငယ်ချင်းတွေအများကြီးရှိပါတယ်အဲ့လိုမျိုးသူတို့လည်းသူတို့အဲ့လိုမျိုးပြောပြရဲဆိုရင်သူတို့နားလည်တယ်ဗျာသူတို့နိုင်ငံအဲ့လိုမျိုးဖြစ်တာလို့ဆိုရင်အဲ့တော့အဲ့လိုသူတို့နိုင်ငံတည်သူတွေတော့အဲ့လိုနားလည်နေတယ်ဆိုရင်ကျွန်တော်ပြောချင်တာဘာလို့ ကောင်းမှန်းကနားမလည်ရလေပေါ့သူတို့ပြည်သူတွေရဲ့လူတွေပါချုပ်လူတွေပါနားလည်နိုင်နေစင်သူတို့ဘာလို့နားမလည်နိုင်တာလဲကျွန်တော်ပြောချင်တာကျွန်တော်မေးချင်တဲ့ question อ่ะအဲ့တော့ကျွန်တော်သေချာလောက်အောင်ပါဘုရားသမီးရဲ့လူငယ်အရေအနေနဲ့ like ကြောင်းတက်ခြင်းနဲ့ပညာရေးလုံးခြင်းနဲ့အပျော်ပါးလဲလုံးခြင်းနဲ့ဒါပေမဲ့ကိုယ်နိုင်ငံမှာအခုလုံးပိုင်ခွင့်ဘာမှမရှိဘူးအကယ်လို့လုံးတယ်ဆိုရင်သေနိုင်တဲ့အခြေအနေ ဖြစ်နေတဲ့ပုံမှာအဲ့ဒါကိုမကျင်တတ်လို့ပါအခါနာအစီအစဉ်စတင်ကြောင်းကျင်ညာပါတယ်ခင်ဗျာ တရုတ်အစိုးရဟာဆေးရနာစတင်ခဲ့တဲ့2021ခုနှစ်မှာမှတ်ချက်သုံးကြမှာပေးခဲ့တယ်လို့ပါဝင်ပတ်သက်မှုတွေမလုပ်ခဲ့ပါဘူး။တိုင်းသားလက်နက်ကန်ရုံနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအသာစီးရခဲ့တဲ့တစ်တုံညာနှစ်ခုဆစ်စင်ရင်နောက်ပိုင်းကာလမှာတော့စစ်ကောင်စီဘက်ကပေါ်ပေါ်ထင်ထင်ရည်တည်လာပြီးမြန်မာပြည်မှာဆေးရနာရှင်စနစ်ဆက်လက်တည်ရှိစေခြင်းနဲ့သူတို့ရဲ့သဘောထားကိုထုတ်ဖော်ခဲ့တာပါ။ ကျွန်တော်တို့မျိုးသိမ်းတိုက်ပွဲတွေလုပ်နေတဲ့တိုင်းရင်းသားတွေကိုလိုက်ပြီးဒီလုပ်တယ် PR တွေပေးတယ်။ဒါကြောင့်မို့ကျွန်တော်အရာတွေမလုပ်ဖို့ရှင်ချင်းမျိုးလာရောက်ပြီးတောင်းဆိုတာမဟုတ်ဘူး။မင်းတို့လုပ်ရင်လုပ်မလုပ်ရင်ငါတို့ကမောင်းထုတ်မယ်ဆိုတဲ့သဘောမျိုးနဲ့လာရောက်ပြီးမောင်းထုတ်တာတောထုတ်တာစကားစားနဲ့တေးဟုတ်ကိုတောထုတ်တဲ့ပွဲပေါ့ဗျာ။အရင်တော့တောင်းဆိုတယ်တောင်းဆိုလို့မရတော့ချင်းကျွန်တော်တို့မှရှိတဲ့အင်အားတွေနဲ့ပြည်ပမှာရှိတဲ့ညီကိုမောင်နှမတွေပြည်နယ်တီးတီးရလာကြတဲ့ညီကိုမောင်နှမတွေရတယ်လာရောက်ပြီးတော့မောင်းထုတ်တဲ့ပွဲဆိုရင်မှန်ပါတယ်ခင်ဗျာ။ကျွန်တော်တို့ တရုတ်ဆိုရဟာဒေါ်လာရေးအစုဖွဲ့တွေတင်ထားတဲ့လာရှုမျိုးကိုစစ်ကောင်စီလက်ထက်ပြန်လွှဲပေးခဲ့တာစစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲကိုထောက်ခံအားပေးတာမြန်မာပြည်တွင်းရေးသားမကအာဆီယံနိုင်ငံတွေအပေါ်မှာပါမြန်မာရေးနဲ့ပတ်သက်ပြီးသူတို့လိုသလိုပုံသွင်းနိုင်မှုဖိအားပေးလာတာစားတဲ့ချက်တွေကိုပေါ်ပေါ်ထင်ထင်ဆောင်ရွက်နေတာဖြစ်ပါတယ်တရုတ်ဆိုရဟာစစ်ကောင်စီကိုငွေကြေးနဲ့နှီးပညာထောက်ပံ့မှုတွေလည်းရှိနေတယ်လို့စစ်ကောင်စီနဲ့အာဏာရှင်ဟောင်းတွေကိုတရုတ်နိုင်ငံစီဖိတ်ခေါ်ပြီးအတိမပြုဆက်ဆံတာတွေလည်းပြုလုပ်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တုဒ္ဒချမ်းသာပါ တနင်္သာရီတိုင်းမြိတ်ကျုံစုမှရှိတဲ့လမ်ပိအန်ဝါမျိုးသားဥယျာဉ်ပိုင်နယ်အတွင်းမှာတရားမဝင်တစ်ထုတ်တာတွေနဲ့ရွှေထုတ်တာတွေကြောင့်တဘာဝပတ်ဝန်းကျင်နဲ့စလုံးလူမျိုးတွေရဲ့စကြက်မြေတွေပျက်စီးနေပြီလို့လေလာဆောင်ကြည့်သူတွေကပြောပါတယ်။အခုလိုရွှေထုတ်လုံးမှုကြောင့်ရေအောက်ကတနာကြောက်တန်းတွေနဲ့ပင်လယ်မြက်ခင်းတွေအကြီးအကျယ်ထိခိုက်လာနိုင်ပြီးတစ်ထုတ်လုံးမှုတွေအလွန်ကျုံဖြစ်လာတဲ့အတွက်တောင်ပြိုရာနဲ့အမြေစီလွားတွေမထိန်းနိုင်ပဲကမ်းခြေမှာရှိတဲ့ဂေဟာစနစ်ပါထိခိုက်နေပြီလို့ဆိုပါတယ်။ လမ်းပိအမျိုးသားဥယျာဉ်ပိုင်နဲ့အတွင်းကဘောလုတ်ကျုံးမှတဲဆုပ်စက်ကြီးတွေနဲ့ရွှေမျိုးတိုက်လုပ်ငန်းတွေကိုအနာသိမ့်ပြီးတဲ့နောက်2021ခုနှစ်ဇူလိုင်လကစတင်ခဲ့ပြီးရွှေမျိုးတိုက်တဲ့ဖောင်တရားဝန်ကြီးလောက်ကနေတယ်လို့ဒေတာကန်တွေစီကသိရပါတယ်ဒါပြင်2021ခုနှစ်ထဲမှာပဲကော့တောင်မြို့နယ်မှာရှိတဲ့မကြုံကလပ်အောင်ပါနဲ့ဗုတ်ပြေမြို့နယ်မှာရှိတဲ့ဝါကျွန်း ။ပါဠိအော်ရွာတွေကနေလမ်းပိကျုံကိုလာရောက်ပြီးတရားမဝင်တထုံတွေကအခုနှစ်မှာပိုများလာနေတယ်လို့ဒေသခံတွေကပြောပါတယ်။လမ်းပိကျုံဟာအာဆီယံအမွေနဲ့ဥယျာဉ်စည်းဝင်ဖြစ်ပြီး1996ခုနှစ်ဖေဖော်ဝါရီလ28ရက်မှာအနွာမျိုးသားဥယျာဉ်ဖြစ်သတ်မှတ်ခံထားရပါတယ်ရှင်။ နှစ်ပေါင်း60ကျော်အတွင်းပထမဆုံးဥရောပဖလားဆုခုနိုင်ခဲ့တဲ့ Tottenham Hotspur အသင်းကမြန်မာငလင်အတွက်အလူယံဘုံငွေရှာနိုင်ဖို့ Spurs အသင်းသားတွေလက်မှတ်ထိုးထားတဲ့ဂျာစီပေးပို့ခဲ့ပါတယ်။ဒီအကြောင်းကိုမြတ်သစင်ကပေးပို့ထားပါတယ်ရှင်။ Tottenham Hotspur အသင်းဟာမြန်မာပြည်သက်ဖြစ်တဲ့ကိုတီဟမမောင်ကို match လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြီးကြောင့်နစ်နာခဲ့သူတွေကို အကူအညီပေးနိုင်မှုအတွက်စပါတင်းသားတွေလက်မှတ်ထိုးထားတဲ့ဂျာစီပေးပို့ခဲ့ပါတယ်။ဒီဂျာစီကိုလေးလံတင် ရောင်းချပြီးမြန်မာနိုင်ငံအတွက်ဒစိတ်တစ်ပိုင်းအကူအညီပေးခြင်းနဲ့အတွက်စပါတင်းဘက်ကကိုတီဟမမောင်စီကိုဧပြီလတွေမှာပေးပို့ခဲ့တာလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ပထမဆုံးကတော့ကျွန်တော်တို့အနေနဲ့ကျွန်တော်က Total House ပါဒါကျွန်တော် group back ကိုကျွန်တော် email ပို့ပြီးအဓိကကတော့မြန်မာနိုင်ငံအတွက်ပေါ့နော်ကျွန်တော်ဒါဆူတောင်းစကားဖြစ်ဖြစ်ဒါကျွန်တော်တို့ခုခုပဲဖြစ်ဖြစ်တို့ရဲ့ဒါကျွန်တော် Twitter seminar ဖြစ်ဖြစ်ကျွန်တော်တို့ရဲ့အဲ social media ဆာမျက်နှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒါတခုခု wish လုပ်ပေးဖို့ပေါ့နော်ကျွန်တော်ဒါဘောလုံးတည့်ရတဲ့မြန်မာနိုင်ငံကဒါကျွန်တော်ဘောလုံးပြည်သက်ကတအားများရဲဆိုတော့ဒီလိုမျိုးဒါကျွန်တော်တို့အချိန်လေးတွေမှာဆိုရင်ဒါတရအဝအသိကြီးတသိန်းကပဲဖြစ်ဖြစ်ဘယ်အသိကဖြစ်ဖြစ်ကိုပြည်မာနိုင်ငံအတွက်တခုခုကြည့်မယ်ဆိုရင်တော့ဟို စိတ်ချမ်းသာမယ်လို့ကိုယ်ဒီမျော်မှန်းတဲ့တော့တောင်းတနေရာကနေပြီးတော့နည်းနည်းတော့ကျွန်တော်တို့ဒါစိတ်အဆင်ပြေသွားမယ်လို့မျှော်လင့်နေကြကျွန်တော်အနေနဲ့ဒါတို့ကို request အရင်လုံးလှမ်းလုပ်တယ်ဘောနော် email နဲ့အဲ့တော့တို့နေရာနဲ့ပတ်သက်ပြီး okay ဒါဆိုတော့တို့လုပ်ပေးမယ်ဆိုပြီးတော့မမဲရရပဲဒါကျွန်တော်ငလင်လှုပ်ပြီးတဲ့ညနေမှာပဲတို့ချက်ချင်းဆိုတော့ဒါကျွန်တော်တို့ Manchester United Brentford တို့ပြီးရင်ဒါကျွန်တော်တတိယမြောက်အသင်းနဲ့ Spa ဘက်ကနေပြီးတော့စတင်ပြီးဝေးရှင်းလုပ်လာအဲ့တော့ကျွန်တော်ကတော့ကျွန်တော်အမှန်တိုင်းပြောအောင်ဆိုတော့ပြီးတတိယမြောက်နဲ့ဒီနားမှာနေပြီးသွားတယ်ကျွန်တော်လည်းဒီအမှမဲ့အမှုမဲ့မှတ်မဲ့ပေါ့နော်ဒါပေမဲ့ တစ်ချိန်တော်တော်လေးကိုကြာတယ်နှစ်ပတ်လောက်သုံးပတ်လောက်ကြာတဲ့အချိန်မှာမှကျွန်တော်တို့ကနေပြီးတော့ email ပို့လာတယ်ဘောနော်ဒါကျွန်တော်တို့မြန်မာ spa တင်းနေငါတို့ဘာလို့ပေးရမလဲဘောနော်ငါတို့နေနေဒါအကယ်၍များမင်းတို့အင်ဂျီများပို့ပေးခဲ့လို့ရှိရင်ဒါငါတို့အဲ့အင်ဂျီနဲ့တဆင့်လေးလံပြန်တင်ပြီးတော့ဒါပြန်ပြီးတော့ဒါတခုခုလုပ်မယ်ဆိုရင်ငွေနဲ့ဒါကျွန်တော်ပြန်ကူညီခွင့်ရနိုင်မလားတို့တို့နဲ့ကျွန်တော်တို့ email ပို့လာခဲ့တဲ့အချိန်မှာကျွန်တော်ပထမတော်တော်လေးကို surprise ဖြစ်တော့ဆိုကျွန်တော်နေနေဒါဟုတ်ရောဟုတ်ပါမလားဆိုတော့ပြန်ကြည့်တဲ့အချိန်မှာဒါဟုတ်တယ်ဘောနော်ဒေါက်တရန် hospital တင်ဟာ နှစ်ပေါင်း52နှစ်အတွင်းပထမဆုံးအကြိမ်ဥရောပဖလားရရှိခဲ့တာပါ။စပါအသင်းဟာယူရိုပါလိဘောလုံးပွဲမှာ ပြိုင်ပတ်မန်ယူအသင်းကိုတကိုးကိုးမရှိနဲ့အနိုင်ယူခဲ့တာဖြစ်ပြီးစပါအနေနဲ့ယူရိုပါလိချန်ပီယံအဖြစ်လာမယ့်ရာသီချန်ပီယံလိဝင်ခွင့်ကိုလည်းရရှိခဲ့ပါတယ်။ အကုန်လုံးကလည်းဒါကျွန်တော်တို့ဟိုပရိသတ်ပဲအခုလက်ရှိမှာဒါဘယ်အသင်းမှမဟုတ်ပါဘူးပရိသတ်အကုန်လုံးကတီးတဲ့အတိုင်းပဲဒါကျွန်တော်တို့တညီတညွတ်တည်းရှိခဲ့ကြရတယ်ဒါကျွန်တော်တို့ဘောလုံးမှာဆိုကျွန်တော်ဘောလုံးညီကိုရေး industry ကညီကိုရေးအကုန်လုံးပေါင်းပြီးတော့ဒါကျွန်တော်တို့ငလင်မှာတက်နိုင်တဲ့ဘက်ကနေအကုန်လုံးကူညီခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီအင်ကြီးကကျွန်တော်စပါပရိသတ်တယောက်နဲ့ဘယ်လောက်ထိထူးခြားလဲဆိုတော့ဒါဟိုဒီရပိုင်းတွင်းမှာဖြစ်ပျက်သေးတဲ့အရာတစ်ခုအနေနဲ့ပို့ပြီးတော့ထူးခြားခဲ့တာကကျွန်တော်အသင်းကဒါကျွန်တော်တို့10နှစ်ကြာ18နှစ်ကြာမှဒါကျွန်တော်ဖလားပြန်ရခဲ့တယ်ဒါအပြင်ကျွန်တော်တို့ ဟိုတိကြတယ်မဲ့ဒါဥရောပဆိုရင်တော့ကျွန်တော်140ကျော်ကျွန်မကျွန်တော်ဒါဥရောပဖလားကိုပြန်လဲပြီးရခဲ့တဲ့အချိန်မှာ ਨੇ ဒီလိုငလျင်ဘေးကိုသူတို့ပေးတဲ့အချိန်ဂျာစီနဲ့ဆိုကျွန်တော်အနေနဲ့ကွက်တီပူကြသွားအမှတ်တရပူဖြစ်သွားတယ်လို့ပဲပြောရမှာပေါ့နော်အဓိကကတော့ဒီနေရာမှာဘာလို့ထူကြသွားလဲဆိုတော့ပြီးတော့အခုလက်ရှိမှာကျွန်တော်တို့ဒါဘောလုံးပြိသက်တွေအကုန်လုံးတော်တော်လေးကိုချစ်တဲ့ကစားသမားတယောက်ဖြစ်တဲ့ဆွန်ဟောင်းမင်းပေါ့နော်ဒါကျွန်တော်တို့ဟိုပထမအဦးဆုံးဒါကပတိန်တယောက်အနေနဲ့ဒါကျွန်တော်တို့အဲ ဥရောပယူရိုပါလိကိုစတင်ယူထားတဲ့လက်မှတ်လေးပါတဲ့အကြောင်းမျိုးသူတို့အနေနဲ့ဒါဘက်ဘက်ကကြည့်မယ်ဆိုဒီလက်မှတ်တွေကဒါကျွန်တော်တို့အဲကျွန်တော်တို့အသင်းပြိတ္တာကဟိုကျွန်တော်တို့ရဲ့ဟိုဘယ်လိုလဲအသင်းတွေပို့ပြီးထူးကြတယ်စပါအသင်းကစားသမား၁၁ယောက်ရဲ့လက်မှတ်ပါဝင်တဲ့ဂျာစီကိုတော့တော်တရန်ဟော့စပါမြန်မာပြိတ္တာအဖွဲ့ကဥဆောင်ပြီးလီလန်တင်မာလေးဖြစ်ပါတယ်လီလန်ကာလာကိုတော့ဇွန်လ9ရက်နေ့ကနေ17ရက်နေ့အထိသတ်မှတ်ထားတာလည်းဖြစ်ပါတယ်လီလန်ကရရှိလာတဲ့ငွေတွေကို ကလင်းရန်ကုန်စီဓာတ်ရိုက်လှူဒန်းသွားမှာဖြစ်တယ်လို့တော်တင်ဟော့စပါမြန်မာပြည်သက်အဖွဲ့ကတာဝန်ရှိသူတယောက်ကဆိုပါတယ်။သူရဲ့ပြောကြားချက်ကိုတော့လုံခြုံရေးအရာ DVB သတင်းတောက်တယောက်ကအတန်ဖတ်ကြားပေးထားပါတယ်။လီလန်ဆွဲမဲ့ဂျာစီရဲ့ကျန်းငင်းစီကတော့380ဖြစ်ပြီးတော့တခါတိုးရင်9သိန်းနှုန်းနဲ့တိုးပြီးတော့လီလန်ဆွဲလို့ရပါတယ်။လီလန်မဆွဲကျင်တော့ပဲတခါရဲအပြက်ဝယ်ယူမယ်ဆိုရင်လည်း350နဲ့အပြက်ဝယ်ယူနိုင်ပါတယ်။လီလန်အောင်ပြီးရလာတဲ့ငွေတွေကတော့ကလင်းရန်ကုန်ကိုဓာတ်ရိုက်လှူဒန်းသွားမှာဖြစ်ပါတယ်။ အသင်းဘက်ကယူရထားတဲ့အတိုင်းပဲငလင်ဘေးမှာကြုံတွေ့ခံစားရတဲ့နိနာသူတွေရဲ့ပြန်လည်ထူထောင်ရေးမှာအသုံးပြုသွားဖို့ပါရတဲ့ငွေတွေကိုလည်းလေလံပိတ်ပြီးတာနဲ့တပြိုင်တည်းကြီးညာပေးသွားမှာဖြစ်ပါတယ် DVB data တင်းကကောက်ယူစုဆောင်ထားတဲ့စည်းရင်းတွေအရာအင်အားပြင်းစကိုင်းငလင်ကြီးလှုပ်ခတ်ခဲ့ပြီးမေလ26ရက်နေ့အထိစုစုပေါင်းတေဆုံးသူ4462ယောက်နဲ့ထိခိုက်ဒဏ်ရာရရှိသူကတော့11366ယောက်ရှိပါတယ် ငလင်လှုပ်ခတ်ခဲ့တာနှစ်လကျော်ကြာလာခဲ့ပြီဖြစ်ပေမဲ့လက်ရှိအချိန်ထိငလင်ပြက်လဲထူထောင်ရေးအတွက်အကူအညီတွေများစွာလိုအပ်နေဆဲဖြစ်ပါတယ်။ကျမရတစင်ပါရှင်။ ေရရီတိုင်းရေကြီးမြို့နယ်မှာစစ်ကောင်စီတပ်ကတပ်ရိတ်ခတည်ယူတင်ပို့တဲ့ကားငါဘူးအတွက် အရက်သားတွေစီကနေငားရန်ကားငွေကောက်ယူနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။ရေကြီးမြို့နယ်မှာစစ်ကောင်စီတပ်နဲ့လက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့တွေကဇွန်လ6ရက်နေ့ကစတင်ပြီးကားသမားတွေလုပ်ငန်းရှင်တွေနဲ့တာမန်လက်လုပ်လက်စားတွေစီကနေနှုံတာမျိုးမျိုးသတ်မှတ်ကာငွေကောက်နေတယ်လို့ဆိုပါတယ်။ တက်အတွက်ကားတွေလုံလောက်မှုမရှိတဲ့အတွက်ငားရမ်းမှုငွေကောက်နေတာဖြစ်ပြီးလက်လုံလက်စာသမားတွေပါထည့်နေရတယ်လို့ဒေသခံတယောက်ကပြောပါတယ်စစ်ကောင်စီတက်အတွက်ရိတ်ခါပို့ဆောင်ဖို့ကုတ်တီကားငားရမ်းကားတွေကိုရက်သားကားတစီ ရှိတဲ့အိမ်ငားတောင်ကနစီရှိတဲ့အိမ်တသိန်းနဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ကိုတသိန်းအထိကောက်ယူနေတာဖြစ်ပြီးတာမန်လက်လုံလက်စာတွေကိုတော့အနည်းဆုံးတထောင်ချက်ကောက်ယူနေတယ်လို့ဆိုပါတယ်။ စစ်ကောင်စီတပ်ကလက်ရှိရေကြီးမြို့နယ်အမြောက်တပ်ကနေရှစ်ရန်ကိုရိတ်ခပို့ဆောင်မှုပြင်ဆင်နေတာအပြင်တပ်အင်အားဖြစ်တင်ဖို့ပါလုပ်နေတယ်လို့တပ်နဲ့နေဆက်သူတွေစီကသိရပါတယ်ရှင်။ င်္ဂါဂျိုဘော်ကတံငွေတွေကိုထိထိရရောက်ထုတ်လုပ်အသုံးချရေးဟာမျိုးဆက်တဲ့နတ်ရှိုင်းတဲ့အာကသစွမ်းအင်စနစ်တွေတိဆောက်ရေးမှာအရေးပါတဲ့အောင်မြင်မှုတရဖြစ်လာတယ်လို့တရုတ်ပညာရှင်တွေကပြောပါတယ်။စွမ်းအင်ကိုထုတ်လုပ်ခြင်း၊တူလောင်ခြင်း၊အပူပေးခြင်း၊အောက်ဆီဂျင် ထုတ်လုပ်ခြင်းနဲ့လောင်စာ ထုတ်လုပ်ခြင်းအပါအဝင်စွမ်းအင်နဲ့အရင်းမြစ်တွေကိုအသုံးချဖို့အင်္ဂါဂျိုဘော်ကတံငွေတွေကိုအနာဂတ်မှာအသုံးချခြင်းဟာအင်္ဂါဂျိုရဲ့လေထုပတ်ဝန်းကျင်ကိုတုံးတဲ့ ပေါင်းဆက်စွမ်းအင်စနစ်တစ်ခုအဖြစ်ဖွံ့ဖြိုးတိုးတက်လာနိုင်တယ်လို့လည်းသူတို့ကထောက်ပြထားပါတယ်။ဥပမာအဖြစ်အင်ဂါဂျို မျက်နှာပြင်ပေါ်ကပြင်းမြအပူချိန်ဟာခမန်ဂျေရေကဲမှအောက်အနှုတ်63ဒီဂရီစင်တီဂရိတ်ဖြစ်ပါတယ်။ဓာတ်အားထွက်လို့ရစနစ်ရဲ့အပူချိန်အပိုင်းခြားတွေကနေထွက်လာတဲ့စွန့်ပစ်အပူတွေဟာအင်ဂါဂျိုဘောကသူတေသနစခန်းတွေမှာအပူစွမ်းအင်ပေးဖို့ဖြည့်ရှင်ပေးနိုင်ပါတယ်။မိသိန်းထွက်လို့မှုအတွက်ဓာတ်ငွေတွေနဲ့အောက်ဆီဂျင်ထွက်လို့မှုအတွက် အပူချိန်မြင့်လျှက်စစ်တပ်တွေအဖြစ်အသီးသီးဆောင်ရွက်နိုင်ပါတယ်ဒီလုပ်ငန်းစဉ်ဟာအင်ဂါဂျိုကတန်ငွေတွေထဲမှာပေါပေါများများရှိနေတဲ့ကာဗွန်နဲ့အောက်ဆီဂျင် အတန်တွေကိုစူးစမ်းရှာဖွေရေးလုပ်ငန်းစဉ်တွေအတွက်မရှိမဖြစ်လိုတဲ့အဖို့တန်အရင်းမြစ်တွေအဖြစ်ပြောင်းလဲပေးပါတယ်ရှင် စပါတင်ဟာမယူအသင်းပြိမှတ်ကစားသမားအန်ဘူမိုကိုခေါ်ယူဖို့အပြိုင်ကြိုးပမ်းလာပါတယ်။မယူအသင်းဟာအန်ဘူမိုကိုခေါ်ယူဖို့ကစားသမားဖြစ်သူနဲ့သဘောတူညီမှုရရှိထားပေမဲ့ဘရန့်ဖို့အသင်းနဲ့ပြောင်းရွှေ့ခြင်းကိစ္စညှိနှိုင်းဆွေးနွေးနေတာပါ။စပါတင်ဟာနီပြပိုစတီကိုဂလူကို ထုတ်ပယ်ပြီးဘရန့်ဖို့နီပြတောမတ်စ်ဖရန့်ကိုခေါ်ယူဖို့လှုံ့ဆော်နေတာပါ။နီပြတောမတ်စ်ဖရန့်ကိုတုံချပြီးအန်ပူမိုကိုမန်ယူအသင်းစီကနေကြားဖြတ်ခေါ်ယူဖို့စပါအသင်းကကြိုးပမ်းလာခဲ့တာပါ မယူအသေးဟာအံပူမိုအတွက်ပထမအကြိမ်ကလန်မှုအဖြစ် ပေါင်55သန်းအသုံးပြုခဲ့ပေမဲ့ Bradford ဘက်က ပေါင်သန်း60ထိအလိုရှိနေလို့သဘောတူညီမှုမရရှိသေးတာဖြစ်ပါရဲ့ရှင်။ DBB ရုပ်မြင်သံကြားရဲ့မနက်7:00နာရီတွင်ကိုရှုစားခဲ့ရတာပါ။မနက်7:00နာရီမှလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်ဆက်တင်ဆက်ပေးဦးမှာပါ။ကျွန်မကတော့ချီချိုဆက်မှာကျေးဇူးတင်ပါတယ်ရှင်။ DBB ရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့အပတ်စဉ်ပုံမှန်ထုတ်လွှင့်တက်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားပါဇက်အငှားပေးစာများဖတ်ကြားခြင်းတော်တူ DBB အစီအစဉ်ပြန်လည်စတင်ပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့အတူတူဖတ်ကြားပေးမယ့်သူကတော့မတ်တီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါမတ်တီဟုတ်ကဲ့ကွာကျော်ရေကျမတို့ရဲ့တော်တူ DBB အစီအစဉ်ပြန်လည်ထုတ်လွှင့်မှုအချိန်ကြာရောက်လာပါပြီ ဟုတ်ကဲ့ပါမသိဘူးဒီတစ်ပတ်မှာပေးတာရီခဲခါမှာပထမအဦးဆုံးဖက်ပြပေးခြင်းနဲ့ပေးတာကတော့မကွေးတိုင်းရေတကြိုမြို့နယ်ကပေးပို့လာတဲ့စာကိုအရင်ဆုံးဖက်ပြပေးခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့မင်္ဂလာပါတော်တူ DPP ရေရေတကြိုမြို့နယ်ပခန်းငယ်ရေစကန်ပိုင်းပခန်းငယ်ကြီးရွာမှာနှလုံးသုံးလုံးလောင်းကစားတွေပြုလုပ်နေပါတယ်ကိုဗစ်ကာလမှာလောင်းကစားပြုလုပ်တဲ့ပုံစံတွေကြောင့်မိသားစုဝင်တွေက များစွာတော့ကရောက်နေပါတယ် ခန်းငယ်ရဲစခန်းကတောင်ဝန်ကျပြည်သူရဲတွေကမျက်မမြင်ပုံနာတွေဖြစ်နေကြပါတယ်။ဒါကြောင့်သက်ဆိုင်ရာတောင်ဝန်ရှိသူတွေသိရှိသည့်ရန်တော်တူ DPP မှာတင်ပြပေးပါရန်ပန်ကြားအပ်ပါတယ်။အကောင့်နံပါတ်ကိုမဖော်ပြပါရန်အစဉ်အားပေးနေပါတယ် DPP ဆိုပြီးတော့ရေးသားပေးပို့လာတာပါခင်ဗျာ။ဟုတ်ကဲ့ပါမကွေးတိုင်းရေစကြိုမြို့နယ်ကဒီရဲစခန်းပခန်းငယ်ရဲစခန်းကြည့်ရအောင်ပါပေါ့နော်။ ဒါနှလုံးသုံးလုံးလောင်းကစားတွေပြုလုပ်နေတဲ့အကြောင်းဒါဒေတာကန်ဒီပြပလာတဲ့စာကိုဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကောင်ကျော်ညီမခုတစ်ခေါက်ဖတ်ပြပေးမယ်ပေးစာကတော့စကိုင်းတိုင်းနေကစာပါမင်္ဂလာပါတော့တူ DBB ဝိုင်းတော်သားများခင်ဗျာတဲ့မင်္ဂလာပါရှင်ကျမ်းမာလန်းဖြာပါစေကြောင်းဥစွာဆူတောင်းမြတ်တာဖူတာအပ်ပါတယ်ကျွန်တော်ကတော့စကိုင်းတိုင်းဒေတာကြီးပလဲမြို့နေကပါ ကျွန်တော်တို့မြို့နယ်မှာစစ်ကြောင်းထိုးတာမရှိတော့တဲ့အတွက်ပြည်သူလူထုမှာအေးချမ်းစွာ နေရသည်မှာကာလအတန်ကြာပြီဖြစ်ပါတယ်။အေးချမ်းစွာနေထိုင်ကြရတဲ့ပြည်သူလူထုမှာယခုအခါအပူမီးနဲ့ရင်ဆိုင်နေရပါတယ်။အကြောင်းရင်းမှာပလဲမြို့နယ်တောင်ချမ်း၊မြိုင်မြို့နယ်အဆက်ကျေးရွာတွေမှာလောင်ကစားဝိုင်းတွေထင်းထင်းပေါ်ပေါ်ပြုလုပ်နေကြပါတယ်။လောင်ကစားသမားများကသက်ဆိုင်ရာလက်နက်ကင်များကိုငွေကြေးတစုံတရာပေးပြီးတော့ပြုလုပ်ပေးနေသလားတော့မသိရပါဘူး။မြို့နယ်အဖွဲ့အစည်းအသီးသီးမှတစုံတရာတားမြစ်ခြင်းမပြုလုပ်ပါသဖြင့် ဒုစရိုက်မှုများပေါ်ပေါက်လာမည်ကိုစိုးရိမ်မိပါသည်။အနှက်ထွင်ရမယ့်ကိစ္စကိုပစိမ့်နဲ့ပေါက်ရမယ့်အခြေအနေထိမရောက်မီအချိန်မီတားဆီးပေးပါရန်ပြည်သူလူထုကိုစား NUG အစိုးရသိစေရန်တော်တူတူဒီကတဆင့်တင်ပြအပ်ပါသည်ဆိုပြီးရေးသားပေးပို့လာတာပါရှင်။ဟုတ်ကဲ့ပါ။စကိုင်းတိုင်းပလဲမြို့နယ်ကအရေးသားပေးပို့လာတဲ့စာကိုတော်တူတူဒီကနေတဆင့်ဖတ်ကြားပေးလိုက်ပါရစေ။ဟုတ်ကဲ့ပါမသိအခုဆိုရင်ကျွန်တော်တို့ဒီပေးတာ2000လုံးမှာပေါ့နော်။ နမေဒီတာအတိတိမှာလောင်စာဝိုင်းတွေပေါ်များနေရဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဒါသက်ဆိုင်ရာအဖွဲ့အစည်းတွေကအရေးယူမှုမရှိဘူးအရေးယူမှုအားနည်းနေတယ်ဆိုတဲ့အစာတွေကိုဖတ်ပြပေးသွားခဲ့တာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမှာကတော့ဒါပေးပို့လာတဲ့ကြပြားလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ခင်ဗျာ။ကြပြားခေါင်းစဉ်ကတော့ဆန္ဒတစ်ခုဆိုပြီးတော့ခေါင်းစဉ်ပေးထားပါတယ်။ဆန္ဒတစ်ခုပါမှုမှုစီးကြနေသောမျက်ရည်တိတ်ပါသားရဲ့ဆိုသော အမေတီးချော့တန်မကြားရတော့ဘူးအမေမမရှိတော့တာထမင်းစားရက်ညော်နေရတဲ့အမေကုညီပေးသူညော်နေရတဲ့အမေရောင်စုံမိုးကတဲအမေရင်ခွေလောက်အလုံးဂျုံဘူးကြည်စံတန်ရသွေးစိမ့်ရှင်တားမြင်နေရတယ်ကြောက်စိတ်ကိုထန်ပိုးရင်အသက်ရှင်နေရတယ်တေမဲနစ်ဆောင်စားရင်အသက်ရှင်နေရတယ်မိဘနာမည်စီရင်ခေါ်တိုင်းတားမျက်ရည်ကျနေရတယ် တားရှင်ပြုရင် အမေနာမည်ခွင်းစာခွင်းပိတ်လေးနဲ့ညက်ရီမိုးတွေဆွေနေရတယ်အမေဥကောင်းကို ဖောက်တော့ကြည်စမ်းတားနှလုံးသားကို ဖောက်ဝင်ခဲ့ပြီ အမည်မျက်ဆုံးလူသားကို ဆုံရှုံခဲ့တဲ့တားလိုလူတွေအများကြီးပဲညအိတ်ချိန်ရောင်ရမ်းပြီး အမေလို့ခေါ်မိတယ်ဒါပေမဲ့အမေမကြားနိုင်တော့ဘူးမျက်ဖြာရှိဝဲ တောင်းစုပြုတဲ့အမေဒီဘွားတင်တာမကဒီဘွားမှမနေရလို့ တရားတည်ရှိသောကြည်စံမိုင်းတန်ဖြတ်စည်းနိုင်သောလူသားဧကံဖြစ်ရပါစေအညာတရမူတော့ကျဲဆိုပြီးတော့ရေးသားပြပို့လာတာပါခင်ဗျာဒီကဗျာမှာဆိုရင်ဒါမိခင်ဖြစ်သူကိုဆုံရှုံလိုက်ရတဲ့အကြောင်းတားဖြစ်သူကရေးဖွဲ့ထားတဲ့ကဗျာလေးပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့တော်တူ DBB စီစဉ်ကိုစာရီရေးသားပြပို့တော့မယ်ဆိုရင်ဂျင်းဖွင့်စာရီကဗျာရီကိုတပ်ပုံလေးဗီဒီယိုနဲ့တကွာရေးသားပြပို့နိုင်ကြပါတယ်ခင်ဗျာ ရေးသားပေးပို့တော့မယ်ဆိုရင် email ကနေတစင်းရေးသားပေးပို့တော့မယ်ဆိုရင် .2dpp@gmail.com ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ Facebook ကနေရေးသားပေးပို့တော့မယ်ဆိုရင်တော့ facebook.com ရေးသား .2dpp ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ Viber ဖုန်းနံပါတ်ကနေရေးသားပေးပို့တော့မယ်ဆိုရင်တော့အပေါင်း66 8211 946 395ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါကောင်ကျော်ညီမခုတစ်ခေါက်ဖတ်ပြပေးမယ်ပေးစာကတော့ရခိုင်ပြည်နယ်ကစာပါကျွန်တော်ကတော့တဲ့မြေပုံမြို့နယ်ကပါကာဗရပါ DPP အရခနိုင်ငံစစ်ဒေသအသီးသီးတာဝန်ရှိလူကြီးမင်းများတည်အောင်ပြောကြားပေးရန်အကူအညီတောင်းခံအပ်ပါတယ်စစ်ဒေသအသီးသီးမြေလွတ်မြေရိုင်းတွေကိုမတရားလုယူပြီးတော့တရားရုံးမြေယာစီမံခန့်ခွဲမှုကော်မတီရုံးများတည်လဲတာဝန်ကိုအာဏာထင်ပြီးတော့ခရိုနီတွေလက်ကင်တို့ဖြစ်နေကြတာကိုမြင်ရပါတယ် ဒီကိစ္စတွေကိုထိထိရောက်တာဝန်ရှိလူကြီးမျိုးများအနေနဲ့အရေးယူဖြေရှင်းပေးပါရန်အကူအညီတောင်းခံအပ်ပါတယ်။အာရခနိုင်ငံမြေပုံမြို့ကန်တာမြေကပြည်သူတို့ပါ။ကျေးဇူးပါ DBB ကျေးဇူးပြုပြီးထုတ်လွှင့်ပေးပါ။အကောင့်နံပါတ်ကိုတော့ဖျောက်ထားပေးပါဆိုပြီးရေးသားပြပို့လာပါရှင်။ဟုတ်ကဲ့ပါရှင်။ကျမတို့ရဲ့အစီအစဉ်မှာဆိုရင်တော့ပေါ့နော်ဒီစစ်အာဏာသိမ်းပြီးနောက်ပိုင်းစာရေးသားပြပို့လာသူတွေရဲ့နံပါတ်အကောင့်တွေကိုတော့ဖော်ပြပေးခြင်းမရှိပါဘူးရှင်။ ကဲ့ပါဖက်ပြပေးတယ်မသိဘူးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ဆက်ပြီးတော့ဖက်ပြပေးမယ်နောက်ထပ်ပေးစာတစ်စောင်းကတော့ AR တိုင်းရည်ကြီးမြို့နယ်တွေကပြပို့လာတဲ့စာပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့ dot to dpp ခင်ဗျာကျွန်တော်က AR တိုင်းရည်ကြီးမြို့နယ်ကပါကျွန်တော်တို့ဒေသမှာစစ်ပွဲတွေဖြစ်နေပါတယ်စစ်ဆောင်တူအနေနဲ့ယောဂဝေဒနာဖြစ်လာပြီဆိုရင်စေဝါခက်ခဲတာကြောင့်အတော်ဒုက္ခရောက်ရပါတယ် DVV မှာအခုလိုကလန်မီတဲ့စေဝါတွေကိုအပတ်စဉ်ဖော်ပြပေးနေတာဟာ ကျွန်တော်တို့လိုပြည်သူတွေအတွက်အတော်လေးခီးရောက်ပါတယ်ကျွန်တော်လည်းအခုတလောခေါက်ယောဂါပြန်ပေါ်လာတော့ DVV မှာပါတဲ့ဆင်နှုံးမနွယ်မှုတ်ကော်ဖီတစ်စုံကိုကြားရည်ကော်ဖီတစ်စုံနဲ့တနေ့နှစ်ကြိမ်သုံးကြိမ်တောက်လိုက်တော့တတော်လေးသက်သာလာပါတယ်ကျေးဇူးတင်ပါတယ် DVV ခင်ဗျာဥညိုရေကြီး ARI ဆိုပြီးတော့ရေးသားပြပို့လာတာပါခင်ဗျာဟုတ်ကဲ့ပါအခုဆိုရင်ဒါတချို့နေရာဒေသတွေမှာဆိုရင်တိုက်ပွဲတွေကြောင့်ဒါကုန်စည်ဆင်းပွဲတွေမရှိတော့ဘူး တချို့နေရာတွေမှာဆိုရင်စေဝါးတွေကလလန်းမီဖို့တော့ကိုအရန်ကိုခက်ခဲနေတယ်ပေါ့နော်ဒါဒီလိုအခြေအနေမျိုးမှာဆိုရင်ဒါ DPP မှာပါတဲ့ကျမကြီးကဏ္ဍမှာပါတဲ့ဒါတိုင်းစေဝါးတွေနဲ့ဒါကိုအနီးနားမှာရှိတဲ့လက်တကမ်းမှာရှိတဲ့ဒါစေဘဝင်အပင်တွေနဲ့ပေါ့လေပေါင်းဆက်ပြီးတော့အခုလိုမျိုးယောဂတွေတက်တာပြောက်ကင်းသွားတာတည်ရတော့ကိုကျွန်တော်တို့ရဲ့ Doctor DPP စီစဉ်နေပြီးတော့ဒူပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်အခုတစ်ခေါက်ဖတ်ပြပေးမယ်ပေးစာအလေးအရာတွေတိုင်းထက်ကစာပါပဲရှင် dot dbb ရဲ့ဘုကလေးမျိုးနယ်မှာစကားဆစစ်သားတွေနဲ့ရဲကြီးအုပ်ကြီးတွေပေါင်းပြီးတော့လူလူတွေအပေါ်မှာနှီးမျိုးစုံနဲ့ဒုက္ခပေးနေပါဗါးသမီးမရှိစားစရာမရှိတဲ့အိမ်တွေကိုလည်းမထည့်မနေရစနစ်နဲ့စစ်မှုထမ်းကြီးအတင်းကောက်ခံကြပါဗါးမရရင်မပေးဘူးဆိုရင်ချိန်ချောက်ငွေတောင်းပါဗါးအခုလိုမျိုးတောင်းချမ်းနေတာကိုကြုံတွေ့နေရတဲ့အခက်အခဲတွေကိုရင်ဖွင့်တင်ပြလိုက်ပါတယ်ဆိုပြီးရေးသားပေးပို့လာတာပါရှင်ဟုတ်ကဲ့ပါရှင်ဘုကလေးမျိုးနယ်ကပြည်သူတယောက်ရေးသားရင်ဖွင့်လာတဲ့စာကို dot dbb ကနေဖတ်ကြားပေးလိုက်ပါတယ်ရှင် ဟုတ်ကဲ့ပါမသိရေကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ်နောက်ထပ်ပေးစာတစ်သောင်းကတော့ဒီရှမ်းပြည်နယ်ကျိုင်းတူမြို့နယ်ကပြပလာတဲ့စာပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့ရှမ်းပြည်နယ်ကျိုင်းတူမြို့မှာလူရမှုတွေခိုးဆိုးမှုတွေနေ့စဉ်လူလူဖြစ်နေပါတယ်မေလ29ရက်နေ့ကလည်းကျောင်းကျိုင်းတုံကဝေခါလန်စောက်လို့ဆဲတိုင်နာမှာဆိုင်ကယ်ကိုဓမြတိုက်သွားပါတယ်နှိကင်းကြောင်တောင်းလူဓာရီလည်းရှိပါတယ်အာနာသိန်းခေါင်းဆောင်မအားလာပြန်ပြီးတည့်ရဲ့အကြာအစပြီးတော့ ခရီးကန်ဒေတာတိုင်းစစ်ဌာနချုပ်ရှိရာ ကျိုင်းတုံမြို့မှာဒူးကျိုင်းမှုတွေပြန်လည်ဖြစ်ပွားလျက်ရှိပါတယ်စစ်တပ်ရှိရာဈာမပဲဆိုင်ကယ်တစီးကိုတနက်နေ့ချိန်6ပြီးတော့လူရက်မှုမေလာ26ရက်နေ့မနက်7:00နာရီဝန်းကျင်ကဖြစ်ပွားခဲ့ပါတယ်တုံမြေဆောင်300စစ်တပ်သွားရာလမ်းကြောင်းမှာလည်းလူရက်မှုတွေဖြစ်နေပါတယ်စစ်တပ်တွေနားမှာဖြစ်နေတာတွေကဖမ်းမမိတာတွေဆိုတော့စဉ်းစားတာကြီးကြပါတော့ခင်ဗျာဆိုပြီးတော့ရေးသားပြပို့လာတာပါခင်ဗျာ ုတ်ကဲ့ပါအခုဆိုရင်ကျွန်တော်တို့ဒီ trigger တိုင်း data စစ်ဌာနချုပ်ရှိရဲဒါကျိုင်းတုံမြို့မှာဆိုရင်လူရဲမှုတွေဒူးဆိုင်မှုတွေကအရန်ကိုများလာတယ်ဒါဆိုင်ကယ်ကိုလည်းဒါလက်နက်ပြပြီးတော့လူရဲမှုတွေကလည်းရှိတယ်ဒါပေမဲ့ဒီလိုမျိုးစစ်တပ်ကိုအထိုင်ချပြီးတော့ရှိတဲ့မြို့မှာတော့မှဒီလိုမျိုးလူရဲမှုတွေဖြစ်ပေမဲ့ဒါပေမဲ့ဖမ်းမိမှုတွေကမရှိဘူးဆိုတဲ့ data ခံရရေးသားပြပလာတဲ့စာကိုဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါကျွန်တော်ရဲ့တော်တူ DBB စီစဉ်ကိုစာရီရေးသားပေးပို့တော့မယ်ဆိုရင်ရင်ဖွင့်စာရီကြပြားရီကိုဓာတ်ပုံတွေဗီဒီယိုတွေတကွာရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာရေးသားပေးပို့တော့မယ်ဆိုရင် email ကနေတစင်းရေးသားပေးပို့တော့မယ်ဆိုရင် dot2dbb@gmail.com ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ Facebook ကနေရေးသားပေးပို့တော့မယ်ဆိုရင်တော့ facebook.com မြေသော dot2dbb ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ Viber ဖုန်းနံပါတ်ကနေရေးသားပေးပို့တော့မယ်ဆိုရင်တော့အပေါင်း6682 11 6463935ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုတစ်ခေါက်ဖတ်ပြပေးမယ့်ပေးစာလေးကတော့မင်္ဂလာပါတဲ့တော့တူတီဗီဗီတာဝန်ရှိသူများခင်ဗျာဟုတ်ကဲ့မင်္ဂလာပါရှင်ကျွန်တော်ကဟင်းတရာမြို့နယ်ကပါဒီဗီဗီသတင်းကြည့်ရှုသူပါဒီဗီဗီသတင်းတွေကိုကြည့်ရှုပြီးအခုစာကိုရေးလိုက်တာပါစစ်မှုရန်ကောက်တာတွေပတ်စံတောင်းတာတွေဟင်းတရာမှာတော်တော်ဆိုးနေပါတယ်စစ်တပ်ကစစ်မှုရန်စုဆောင်းမှုအတွက်ရွာတွေပတ်စံလိုက်စုနေတာတော်တော်ဆိုးနေပါတယ် အခုဆို12ကြိမ်ရှိပါပြီတောင်းတလောက်ပေးကြရပါတယ်ပြေးစရာလည်းငွေမရှိပေးစရာလည်းငွေမရှိလို့သာပြောလိုက်ချင်ပါတယ်ဆိုပြီးရေးသားပေးပို့လာတာပါရှင်ဟုတ်ကဲ့ပါကျမတို့အစီအစဉ်မှာရောက်ရှိလာတဲ့စာရီအများစုကတော့အေရီတိုင်းထဲရစာရီဖြစ်တဲ့ဒီစာရီမှာလည်းဒီစစ်မှုရန်ကောက်ခံနေစစ်မှုရန်ငွေကြေးကောက်ခံနေအကြောင်းတွေပေါ်တာဆွဲတဲ့အကြောင်းတွေပေါ့နော်တက်သားချစ်စုဆောင်ခံနေရတဲ့အကြောင်းတွေကိုလည်းအများနဲ့ရေးသားပေးပို့နေရတွေ့နေရပါတယ်ရှင်ဟုတ်ကဲ့ပါဒါ AR တိုင်းကပေးပို့လာတဲ့ပေးသားတွေအများစုမှာဆိုရင်ဒါစစ်မှုရန်ဥပဒေနဲ့ပတ်သက်ပြီးတော့ ုက္ခတွေတောကတွေရောက်နေရတဲ့ပြည်သူတွေရဲ့ပေးသားတွေကတော့အပတ်စဉ်အပတ်တိုင်းလိုလိုလက်ခံရရှိနေပါတယ်ခင်ဗျာဟုတ်ကဲ့ပါမတီကြီးကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ်နောက်ထပ်ပေးသားတစ်ဆောင်ကတော့ချမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်ကပြပူလာတဲ့ပေးသားပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့ချမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်အင်းတော်မြို့ကပါအခုတလောတရုတ်ကုန်ကားတွေအရန်အဝင်များနေပါတယ်ကုန်ကားတွေကလမ်းမပေါ်မှာရက်ချင်တယ်လို့ရက်နေကြတော့လမ်းသွားလမ်းလာတွေကအဆင်မပြေဘူးဖြစ်နေပါတယ် ကုန်ကားတွေကအစည်းရရာနဲ့ချီဝင်နေပါတယ်အင်ဒိုမျိုးကရဲစစ်တပ်ဆာယာဖတွေကအကြိုက်ပေါ်အင်ဒိုမျိုးကရဲအင်အားကသာမများတာ တောင်းစားနေတဲ့ခိတ်ကများပါတယ်ရဲတိုင်းကတော့ကိုစီကိုစီကိုပိုင်ကားတွေနဲ့ကြီးပါပဲပြည်သူတူအစဉ်အမြဲအားပေးကြီးစုလျက်ပါ DBB ဆိုပြီးတော့ဤသားပြပို့လာတာပါခင်ဗျာဟုတ်ကဲ့ရှမ်းပြည်နယ်တောင်ပိုင်းရဆောင်းမြို့နယ်အင်ဒိုမျိုးကနေပြီးတော့ဒါတရုတ်ကုန်ကားတွေအရန်ဝင်များနေလို့